။ဥရောပရဲ့အကောင်းဆုံးတိုက်စင်ဖို့ကအာဆင်နယ်ထက်မန်ယူအရင်ခေါ်နိုင်တော့မယ်။ပရိသတ်များလုံးဝမိလာများမန်ချက်စတာဖော်ဆောင်ကနေပြန်လဲကြိုးလဲပါရင်မန်ချက်စတာနိုင်တက်ဟာပြီးခဲ့တဲ့ရာသီတုန်းကအခွင့်အရေးတွေတော့ရရှိခဲ့ပေမဲ့အဆုံးသတ်ပေးမဲ့တိုက်စင်မှုကောင်းကောင်းမရှိတာကြောင့်ကိုရရှိဖို့ရုန်းကန်ရရင်အဆင့်ဆန်5ကနေရာသီသိမ်းခဲ့ရတယ်လို့ယောပါလီပလာမျော်လင့်ချက်နဲ့လဲဝေခဲ့ရပါရင် ဒီတော့အတိုက်စင်မှုကောင်းကောင်းလိုအပ်နေတဲ့ United ကနွေရာသီမှာဒီကွက်လက်ကိုတင်ချပေါက်ဖြည့်ဖို့ကြိုးစားလာမှာဖြစ်ပါတယ်။ Manchester United ဟာပေါင်တန်း60လန်ထိတ်တန်းတိုက်စင်မှု Vida Jokic ကိုခေါ်ယူဖို့အတွက်စာရင် Rugby League ကခွင့်ပြုချက်ရရှိခဲ့ပြီးမကြာခင်ကမ်းလှမ်းသွားတော့မယ်လို့သိရပါတယ်။ Sporting Lisbon တိုက်စင်မှု Vida Jokic ဟာဒီနွေရာသီမှာနာမည်ကြီးနေတဲ့ပြည်မဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ Jokic ဟာ Premier League ကိုပြောင်းရွှေ့ကစားခြင်းတယ်လို့သတင်းတွေမှာဖော်ပြနေကြပြီးတရက်နီတို့ဟာ Jokic ကိုခေါ်ယူဖို့အတွက်ရှေ့ကပြေးနေတယ်လို့လည်းသိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာအသင်းရဲ့ဘန်နာရေးအခြေအနေတွေကိုတိုးမြင့်နေပြီးယင်းနှမြုံနယ်မှုအသင်းတွေပြုလုပ်နိုင်အောင်စူးစမ်းနေပါတယ်။ဒီတော့ယူနိုက်တက်ဟာဂျိုဂီရီကိုခေါ်ယူချင်နေတဲ့အာဆင်နယ်ကိုရှင်းပြိုင်နိုင်ပြီဖြစ်တယ်လို့ကစားမကလည်းမြောင်းလန်ဒန်ထက်မန်ချက်စတာအနီးဘက်ချမ်းကိုယိမ်းနေပြီဖြစ်ကြောင်းသတင်းထွက်ပေါ်နေပါတယ်။ ယူနိုက်တက်ရဲ့နောက်ဆုံးဗန်နာရေးရှင်းလင်းထုတ်ပြန်ချက်ကိုကြည့်လိုက်မယ်ဆိုရင်ဝန်ထမ်းတွေအများကြီးထုတ်ပယ်လိုက်ပြီးတဲ့နောက်လုပ်ငန်းပိုင်းအသုံးစေးကလည်းပေါင်140တန်းတက်တန်းနဲ့ရှိခဲ့တာကြောင့်ပေါင်41.6တန်းတိရှော့ချနိုင်ခဲ့ပါတယ်။ဒီလိုမျိုးမွေးချေတာနိုင်မှုတွေက regular ရဲ့အသင်းအတွက်နေရာဒီအသုံးစေးပိုထွက်လာစေပါတယ်။ယူနိုက်တက်ကကလေးစားမိသားစုစီမံခန့်ခွဲခဲ့တဲ့အချိန်တွေကပေါင်1.2ဘီလီယံအထိအကျွေးတင်ခဲ့ပေမယ့်အခုလိုအသုံးစေးရှော့ချလိုက်ပြီးတဲ့နောက်မှာတော့ရေရှည်အတွက်ဗန်နာရေးကန့်သတ်ချက်နဲ့ညီပြန်လဲသုံးဆွဲနိုင်မှုနှိစလာခဲ့ပါတယ်။ ဒါမင်း United ဟာလန်ဂျန်တို့ကာနာချိုမာကာရာဖိုနဲ့ကိုဘီမိုင်နူတို့လိုဂယ်မီထွက်ကစားသမားလေးတွေကိုရောင်းချပြီးတရားခိုင်နှုန်းအကျိုးမြတ်ရရှိမှာဖြစ်သလိုဂျေဒန်ဆန်ချိုအန်တိုနီတို့လိုကစားသမားတွေကိုလည်းရောင်းချသွားအောင်မှာဖြစ်လို့ဝင်ဝင်ကလည်းပြန်လည်စီးဝင်လာအောင်မှာဖြစ်ပါတယ်။အာဆင်နယ်ကဗီရာဂျိုရီရက်ကိုစောင့်ကြည့်လာခဲ့တာကြားနေပါပြီ။ဒါပေမဲ့ဂျိုကီရက်ဟာအာဆင်နယ်အတွက်ဒုတိယဦးစားပေးပြမှတ်ဖြစ်လာပြီးလိုင်းစစ်တိုက်စစ်မှုပြင်းမဲ့ဆက်ကိုကိုပို့ပြီးအလေးထားဆွေးနွေးနေပါတယ်။တရားချက်ကလည်းမန်ချက်စတာယူနိုက်တက်အတွက်ဂျိုကီရက်ကိုခေါ်ယူနိုင်ဖို့အားသာချက်တစ်ခုဖြစ်လာပါတယ်။ဂျိုကီရက်ဟာ ဒီပြအီမိုရီလိုမျိုးဆရာသမားရဲ့လက်အောက်ကနေထိတဲ့တိုက်စင်မှုဖြင့်တိုးတက်လာခဲ့ပါတယ်။ဂျိုကီရာဟာအီမိုရီနဲ့အခုထိအဆက်အသွယ်ရှိနေတုန်းဖြစ်ပြီး Ultra Four မှာဆရာတစ်ပည်းနဲ့အောင်ပြန်လည်ဆောင်စည်းနိုင်ကြောင်းသတင်းတွေကဖော်ပြထားကြပါတယ်။ဂျိုကီရာရဲ့စာချုပ်ဖျက်သိမ်းခြင်းအပေါင်း85တန်းဖြစ်ပါတယ်။ဒါပေမဲ့ပိုလိကီသတင်းဌာနရဲ့ဖော်ပြချက်အရ Sporting ဟာပေါင်တန်း60လောက်ဆိုရင်တော့ကဲလန်ချက်ကိုလက်ခံစဉ်းစားမယ်လို့သိရပါတယ်။ဒီပမာဏက United အတွက်တော့ဝန်ထမ်းအသုံးစိမ်း short ချရာကနေထွက်လာတဲ့ Bachelet နဲ့ဆိုရင်ကစားမကိုခေါ်ယူဖို့တက်နိုင်တော့မှာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့နေရာဒီခေါ်ယူမဲ့ကစားမအဆင့်မှာဂျိုဂရီရဲ့တယောက်တည်းတော့ရှိနေမှာမဟုတ်ပါဘူး။ယူနိုက်တက်ဟာအခုတောင်ပိုင်းကစားမမာတိယကွန်ညာကိုပေါင်60.5တန်စာချုပ်ဖြတ်သိမ်းခြင်းပေးပြီးခေါ်ယူခဲ့ပါတယ်။ဒါအပြင်ယူနိုက်တက်ကဘရန်ဖို့တိုက်စစ်မှု Brian Ambu မှုကိုပေါင်55တန်ပတ်ချလဲနဲ့ခေါ်ယူသွားနိုင်ဖို့ဆွေးနွေးနေလို့ဖြစ်ပါတယ်။ဒီအပြောင်းရွှေ့နေတဲ့လုံးလေချတဲ့လိုင်းရင်းနဲ့အင်မိုရီလဲနေရာဒီအလုံများနေအောင်ပါပါ။အင်မိုရီဟာလာမယ့်ရာသီအတွက်အကောင်းဆုံးကစားမတွေကိုရှာဖွေရင်အသင်းကိုစိတ်ကြိုက်ပြန်လဲတိစောက်သွားဖို့လည်းရှိနေပါတယ်။အင်မိုရီအတွက်အနည်းဆုံး100တီအသီတော့အချိန်ကောင်းကောင်းရရှိနေပါသေးတယ်။ ဒီတော့လာမယ့်ရာသီမှာတဲနေရတဲ့နေ့ဖြစ်လာမလားဆိုတာကတော့ရင်ခုန်စွာနဲ့ဆက်လက်စောင့်ကြည့်သွားရမှာလည်းဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့လောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Forward Song Channel လေးကို Like and Follow လုပ်ပြီးတော့ဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချိုးလိုက်ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ